ို့ပေမဲ့ဘလောက်မျှမလှန်လိုက်ရစက်သိန်းတွေကတပြန်းပြန်းထောင်ထလာပြီဤဒီချိန်တွင် ခေါင်းတစ်ပန်းတွေပါလေးလံကြီးမားလာပြီအတိအယုံကတခုခုကိုချုပ်တင်သိနေသီလားမပြောတဲ့နောက်တော့လှဲ့မကြည့်ရန်စိတ်ထဲမှချုပ်တီးတားမြစ်ထားတော့လေကိုဆက်မြဘလို့မှနေမရအာတင်းကနောက်တော့လှဲ့ကြည့်လိုက်မိသည့်အခိုက် အမလီပြဖျားကြီးကင်ကြပါအောင်မျိုး ္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြမပါရနိုမယ်ကလပ်ချန်နယ်လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဂါဦးနှွန်းကိုရေးသားကြတယ်သူတယောက်နဲ့နွားရကောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာနွားကြီး AW မြင်မြန်ချကွာမြင်မြန်မြင်မြန်ကိုစံမြာကြီးရတော့လေညနေဆောင်လူကြချင်ဆိုရင်လှုပ်ပြီးတနေ့ကုန်တောက်ရဲမဝနိုင်ဘူးတော့ခဏပဲစောက်မောင်တော်ကိုစံမြာကြီးကိုအရင်ချပေးလိုက်မဲတုတ်နေမသိပါဘူးခဲအပနေစမ်းပါ မောင်တော့မင်းအားတဲ့အချိန်ကျရင်လာခဲ့စမ်းမအောင်ကွာငါပြောစရာရှိလို့ပါငါပြောမှဖြစ်မှာကွာနှုတ်မဝင်ငါကြောက်လို့လှမ်းလို့သေးလိမ့်မယ်ကဲကဲကိုဆက်မကျွန်တော်အားပါတယ်ပြောပြောဘာပြောမလို့လဲခဏခဏငါနင်းနဲ့အရင်မောလိုက်အောင်မယ်ကွာအေးအမလီအခုမှပဲနင်းနဲ့အကြောက်ပြေတော့တယ်ငါပြောတဲ့အကြောင်းကိုမင်းယုံမှာတော့မဟုတ်ဘူးကွာဒါမှလည်းငါကကိုယ်တိုင်ကြုံခဲ့တဲ့သူဆိုတော့ငါအမြင်မှားတာမဟုတ်မယ်ငါသိပါတယ် အာနည်းနည်းမူးနေတယ်ထောင်းတော့ဒီလောက်ကြီးအမြင်မှားကြအကြောင်းမရှိပါဘူးလူတယောက်နဲ့နွားတစ်ကောင်လုံးအိုကွာငါအမြင်မမားသေးဘူးကိုလူခုတော့ကွာအမလီကြည်စမ်းမအောင်ပြန်တွေးရနေတယ်ငါတကူလုံးကြက်သိန်းတွေတပြင်းပြင်းထနေပြီကဲကဲဟုတ်ပါပြီကိုဆံမြရဲ့ကျွန်တော်ကိုဆံမြကိုယုံပါတယ်ကိုဆံမြဘာဖြစ်ခဲ့တယ်ဆိုရတာခက်မြန်မြန်ပြောစမ်းပါကျွန်တော်လည်းပြီးရင်အလုပ်လုပ်ရအောင်ပါအေးကွာမင်းယုံယုံမယုံယုံငါကတော့ပြောရမှာပဲဒီလိုကွာ ပရဲ၆တယ်လို့ရွာထဲကတရင်ကြည့်နေတဲ့နှိမ့်ချိုမကြီးပင်ကြီးလေကွာအဲ့ဒီမကြီးပင်ကြီးမှာပရဲ၆တယ်ပြောကြတော့တော့ငါမယုံတာနဲ့စမ်းကြည့်မယ်လို့တွေးပြီးစောစောကနေဒီရက်ဆိုင်ကနေအဲ့ဒီမကြီးပင်ကြီးစီကိုငါတယောက်တည်းထွက်သွားခဲ့တာပဲမောင်တောင်ရအဲ့ဒီမှာပဲရက်ဆိုင်မှာထွက်လာတော့ကိုစံမြားဤဒီဒီရင်ခြေလန်းတွေကရွာထိတ်မှာနှိမ့်ချိုမကြီးပင်ကြီးစီတို့ဦးတီလာခဲ့တယ်အဲ့ရက်ဆိုင်ကလည်းရွာစွန်ကြတယ်မို့ထိုမကြီးပင်ကြီးနဲ့တိမ်မဝေးလား ခတ်တုတ်တုတ်ရှောင်ပြီဆိုရင်15မိနစ်လောက်ရဲတာကိုစံမြရဲ့ခြေလန်းတွေကတော့ခတ်တုတ်တုတ်မဟုတ်ခတ်လှုပ်လှုပ်များတာဖြစ်၍နိုင်ဝက်နီးပါးများအကြာမှာမကြီးပင်ကြီးအားခင်းခင်းရှားရှားမြင်ရသည့်နေရာသို့ကိုစံမြရောက်ရှိလာတော့၏ကိုစံမြမကြီးပင်ကြီးကိုလှောင်ထိထိမျက်နှာငယ်လေးနဲ့လှမ်းကြည့်တယ်ခါကြကရေပလင်းကိုထုတ်ကားတစ်ချက်မော်လိုက်တယ်ရေစည်းတင်သောသဘောမျိုးတော့မဟုတ်အရက်သမားတဘာဝအရက်ကိုမော်တော်ယုံမျှတာ ရဲစေးတင်ရလောက်အောင်ထိုးမကြီးပဲကြီးနဲ့ပတ်သက်သောသတင်းမှတ်သမျှကိုဆံမြမယုံကြည်တဆို့ရွာသားတွေကတော့ပြောကြရင်ထိုးမကြီးပဲကြီးသည်ဤရွာမတင်ခင်နှစ်ပေါင်း100ကျော်ကလေးကရှင်ပန်တည်ရှိနေခြင်းဖြစ်၍ဒုတိယကမ္ဘာစစ်အတွင်းတည်ဆုံးခဲ့သည့်မကျွတ်မလွတ်သေးသောဝိညာဉ်များကန့်ညှိနေထိုင်ရသည်ဟုဆိုကြ၏ပုံမှန်၍လက်ထရိုနစ်ဆဲဖြစ်သော နွားကြွယ်လူတွေတည်ဆုံးကြသည်ဟု ပြောကြသည် တစီတရေတွေဖြစ်နေကြသည်ဟုလည်းပြောကြသည်ကိုဆံမြကတော့ထိုစကားတွေကိုနင်းနေမှမယုံယုံကြည်ကြလည်းမရှိအရက်ဝင်သွား၍ကိုဆံမြ၏ညနာနီးညံရဲတက်လာသလိုလေးတွေလည်းပြို့အန်းထွက်လာသည်ဆွေးပူလာသည်လေးတီးအီးတရင် မကြီးပင်ကြီးအနီးသို့ကိုဆံမြတတာဖွားဖွားတတိနှင့်ချင်းကပ်လာလိုက်၏မကြီးပင်ကြီးသည်ညနေခင်းလိန်မော်နုရောင်ကြီးအောက်တွင် ခန့်ထဲရင်ကျက်စွာတည်ရှိလျက်ရှိ။ဖဘာဝေညွတ်ကြလျက်ဖြာစင်းနေသောတစ်ကိုင်းတစ်ရွက်များအောက်တွင် ပင်စီသည်ယောက်ျားကြီးနှစ်ယောက်ဖတ်စာခန့်များကြီးထွားမြင်မာနေသလိုအရေးရပုံမှာလည်းအပင်အောက်ဝင်သွားရင် နေပြောက်ပင်မထူတော့။ကြက်သိန်းထလာအောင်အေးမြနေတတ်၏။ပင်အောက်ခြေသို့ကိုဆံများရောက်တော့နင်းနေမြကြောက်ရွံ့တုန်လို့စိတ်မရှိ ွာသားတွေကတော့အီမကြီးပင်တရေ6ပုံကိုပုံစံအမျိုးမျိုးပျော်တတ်ကြ၏ညနေနေဆောင်ချိန်လေခွေးမှပြန်တက်လာ၌အီမကြီးပင်ကြီးကိုလှမ်းကြည့်မိရာမကြီးပင်ခြေရင်တွင်အမွေးမဲ့မဲ့နဲ့ဝဝံလိုလိုမြောက်ဝင်လိုလိုအကောင်ကြီးတကောင်ရက်နေဒီကိုမထင်မရှားတွေ့ရကြောင်းအတိအချကြည့်လင်းပျောက်သွားကြောင်းတခါတည်းရန်နည်းနည်းစောစောလေခွင်းဆင်းသောသူများမှထိုမကြီးပင်အောက်တွင်လမ်းလျှောက်နေသောပိတ်ဖြူဝတ်အဖိုးတို့တယောက်ကိုတွေ့ရကြောင်း နောက်တစ်ချိန်လှည့်ကြည့်ရင်မရှိတော့ကြောင်းအိုးပြောကြဒီမှာကတော့စုံလို့စုံတကစုံသောဇလန်းဇက်ထုတ်တွေပင်ကိုစံမြခါးကြမှရက်ပလင်းကိုဆွဲထုတ်ကပင်ချင်းကိုပတ်ဖြန်းလောင်းရန်ဟန်ပြင်လိုက်ပြီးမှလက်ကိုပြန်ယုတ်လိုက်မိမဖြစ်တရေကတကယ်ရှိမှန်းမရှိမှန်းမသိရှိစေအောင်တော့အယတ်သမားတရေကဆိုရင်အပင်ကိုအရက်နဲ့ပတ်ဖြန်းပါကကျေးဇူးပင်တင်နေအောင်မြည် ိုကအရက်လဲဆုံးအကျိုးလဲမရှိ ဖြစ်နေကြတော်မည်ဟုကိုစံမြတွက်ဆမိ၍အရက်ပလင်းကိုခါးကြပြန်ထိုးထည့်လိုက်ပြီးတခုခုလှုပ်ရန်စဉ်းစားလိုက်။ဘာလို့ရင်ကောင်းမလဲ။တရင်နဲ့စိန်ခေါ်ပြီးနဖမ်းပတ်ရမည်လား။အရက်အတူတူတောက်ရမည်လား။ဟာဟာအကျင်ရပြီကွ။ကိုစံမြအပန်ထွက်အောင်အော်ရယ်လိုက်ရင်ပစိုးကိုအသာမာလိုက်သည်။ထို့နောက်တစ်ပင်ချီရင်တွင် စီးသွားပစ်လိုက်သည်။ လူချမ်းရင်နှက်ချမ်းပင်မခံနိုင်နဲ့ကဲဒီတည်းရဲ့ဘာခံနိုင်သေးတလဲဟုကိုစံမြား၏အတွေ့ရ၌ကြုံဝါကြက်လိုက်သည်ရာစန်းတည်းရဲ့နင်းဘာကောင်းလဲအပင်ရင်ကိုစီးသွားပြီးနောက်ကိုစံမြားအရက်တပလင်းကုန်သည့်အထိစောင့်ကြည့်နေတော့လေရွာသားများပြောသောမဲမဲအကောင်ကြီးတွေဝိပ္ပုစင်ကြဲဝက်အဖိုးအိုတွေတယောက်မျှပေါ်မလားပြင်းလုံးတော့ကိုစံမြရဲ့မျက်လုံးတွေလေးလံထိုင်းမိုင်းလာပြီးကြာတော့ကိုစံမြစိတ်မရှိနိုင် အချက်ကလည်းလက်ထဲ၌ကုံသွားပြီးမဟုတ်ပါလား။တောက်စရာမရှိတော့။ဘာဆက်လို့ရင်ကောင်းမလဲ။အလကားဘယူးတွေ။အေးဟေး။ဘာတေးချောက်တာလေကွာ။အရက်သမားတော်ဘာမှမမြင်ဘူး။ဒီလိုတွေပဲကြောက်ချေးပါပြီးတောင်မြင်မြောက်မြင်ဖြစ်နေကြတာ။တွေးကြောင်နေကြတာ။ကိုဆံမြမကြည်မချမ်းနဲ့အယုဒအနတ္တတွေကိုဆဲဆူတိုင်းထွာလို့အာရကမ နှစ်ချို့မကြီးပင်ရင်မှ အရက်ဆိုင်စီတို့လေးလေးကန်ကန်ခြေလန်းနေနဲ့ထွက်ခွာသွားလိုက်။ဟာငါဘာဖြစ်နေရလဲဟာ။အေးလေးချင်းတက်နေပေမဲ့လူကဘာရဲ့ကြောင့်မဲမသိတိတ်မမူတော့အမှုပြေတလူလိုရှီလာ၏။နောက်ပြီးလက်နှစ်ဖက်တွင်လည်းကိုဆက်များဤကိုနိုင်မြင်တွေ့ခဲ့ရသည့်ကြက်သိန်းဟုခေါ်သောငွေငင်းအောင်မှအကြီးပြားအင်္ဂလီတွေကထောင်ကျွားလို့ကိုဆက်များ မကြီးပင်နဲ့၁၄၅ပြီလောက်အကြောင်းမှာအနောက်ကိုပြန်လှည့်ကြည့်ကျင်လာ၍ကရစ်ဂျင်ယာတွေးဟုသဘောပိုက်ကနောက်သို့လှည့်ကြည့်လိုက်မိသည်။ဘာမှမထူကြ။မကြီးပင်ကြီးသည်ညနေနေဝင်ရီရောအောက်တွင်အသက်ဝိညာဉ်ကင်းမဲ့စွာငြိမ်သက်လျက်ရှိတိတ်ဆိတ်လျက်ရှိလေသည်။ဟာ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 ။အေးအလကားနီကြောမလုံးဖြစ်နေခြင်းသေးတယ်။ငှားနေကွာ။ကိုစံမြကိုကိုကိုလောင်ရဲရဲလာရင်ဆက်လျှောက်လာလိုက်သည်။ ဟောဖြစ်ပြန်ပြီဒီလက်မထစဘူးဖလိုက်ပြီးချက်သိမ်းတစ်ခါမျက်နဲ့ဘာဖြစ်နေသည်မသိဦးဆမ်းမြအနောက်သို့နောက်ထပ်တစ်ကြိမ်လှည့်ကြည့်မိပြန်သည်မြမောင်ကုတ်ကြည့်လိုက်မိသည်ဟမ်လူတစ်ယောက်ပါလားမကြီးပင်နဲ့ဂိုက်တရားခန့်တွင်ကြံရစ်ခဲ့ခြင်းတွင်ကိုဆမ်းမြလူတစ်ယောက်ကို မကြီးပင်နဲ့ခက်လန်းလန်းလှင်းလန်းမပေါ်တွင် တွေ့မြင်လိုက်ရ၏ထိုလူကဂျွာသားတစ်ယောက်ပြီးပဲလားမပြောတဲ့ ငွားတကောင်ကိုဆွဲလျက်လှဲလန်းအတိုင်းတက်လာသည်အမှန်တော့ဒီချိန်တွင်လှဲလန်း၌လူတွေ့ရခြင်းမအဆန်မဟုတ် လေကွင်းမှလုပ်ငန်းခွင်အပြီးပြန်တက်လာသူတယောက်သာ ဖြစ်ပေလိမ့်မည်မကြီးပင်ကြီးကလှဲလန်းမှနပေးမလက်မကန့်တွင်ခန့်ထဲစွာငိန်တက်ရရင် ကိုဆံမြကိုတယောနေသည်ဟု ကိုဆံမြခံစားလိုက်မိသည်ငါဘာရီဖြစ်နေရလဲလဲလဲမမမလူတွေ့တာစမ်းလားအေး အလကားနေတွေးကြောင်နေရတယ်လို့ကွာကိုဆံမြကြက်သိမ်းမွေးညင်းများထောင်ထနေသောလက်နက်ဘက်ကိုခက်ဆက်ဆက်ရိုက်ပုတ်လိုက်ပြီးအရက်ဆိုင်တို့တွာလန်တိုင်းဆက်လျှောက်လာလိုက်သည်သို့ပေမဲ့ဘလောက်မျှမလှန်လိုက်ရကြက်သိမ်းတွေကတပြန်းပြန်းထောင်ထလာပြီးဤဒီချိန်တွင်ခေါင်းတစ်ပန်းတွေပါလေးလံကြီးမားလာသည်အတိအယုံကတခုခုကိုချိုးတင်းသိနေသည်လားမပြောတဲ့ နောက်တော့လှည့်မကြည့်ရန်စိတ်ထဲမှချုပ်တီးတားမြစ်ထားတော့လေကိုစက်မြဘလို့မှနေမရအာတင်းကနောက်တော့လှည့်ကြည့်လိုက်မိသည့်အခိုက်အမလီဗျာဖျားကြီးခင်ကြပါအောင်မျိုးမြင်လိုက်ရသည့်မြင်ကွင်းကြောင့်ကိုစက်မြစက်သေးသေးသွားမိသည်မိမိအသက်40ပြည့်ပြီးချိန်ထိထိုးမြင်ကွင်းမျိုးကိုတစ်ချိန်တစ်ခါမှမမြင်တွေ့ခဲ့ရဘူးချင်းဂိုက်တရားကျော်အကွာမှမြင်တွေ့ရခြင်း ဖြစ်၍သာတော်ပေတော့သည် အနိကတာတွေ့မြင်ရရင် ထိတ်လန့်ခြောက်ခြားလွန်းလာလို့နှလုံးသွေးရက်ကအသက်ပါသွားမလားမပြောတဲ့။ကြောင်ရင်းကြည့်နေရမရုတ်တရက်အသည့်ဝင်လာပြီးချက်ချင်းစောချွေးတွေပြန်နေသင်ပအောင်အော်ရင်ဟင်ရင်ရွာရင်းတို့တုတ်ချေတင်းပြေးသွားလေတော့သည်။ကိုစမြအယက်ကြီးနင်းကန်စွတ်တော့မနေရပါနဲ့။အိုးကျွန်တော်မေးရလေဖြေပါဦးညာ။ကိုစမြဘာတွေ့လိုက်လို့လဲဗျ။ ောင်တောင်းဤအမေကိုကိုဆန်မြအချက်ချင်းပြတ်မဖြစ်သေးပဲအရက်ကိုတစ်ခွက်ကုန်လူအောင်တောက်ပြီးမှာငါပြောရင်မင်းယုံမှာမဟုတ်ဘူးကွာမောင်တောင်းရအေးဟေးဒါမဲ့တကွာငါမပြောဘဲမနေနိုင်လို့ငါပြောပြရစီကွာမင်းမယုံရင်လည်းနေပါဟုတ်ကွာငါတသက်မှာဒီလိုမျိုးတစ်ခါမှမတွေ့ဘူးပါဘူးကွာငါနောက်တစ်ခေါက်ထည့်ကြည့်လိုက်တော့စောစောကငါလဲကြည့်တော့ငါနွားတကောင်ဆွဲပြီးလဲလန်းတိုင်းလျှောက်လာတဲ့သူကမကြီးပင်ကြီးနားလဲကြောက်ရောနွားကြီးကိုဆွဲပြီးမကြီးပင်ဘော်ကိုမှတ်တက်တက်သွားတော့တာပဲကွာ ပြန်တွေ့တိုင်းကြက်သိန်းခါလုံးကိုလူကြီးဘလို့ကိုဆက်မြစောစောကလူကနွားကြီးဆွဲပြီးတစ်ပင်မော်ကိုတက်သွားတယ်ဟုတ်လားဟုတ်ပါကွာတက်တာမှလူတွေမြေကြီးမှာလမ်းလျှောက်တယ်လို့မျိုးမတ်တက်ကြီးတစ်ပင်မော်ကိုထောင်းလိုက်ကြီးလျှောက်ပြီးတက်သွားတာနွားကြီးလည်းအဲ့အတိုင်းဆွဲသွားတာပဲငါမှအဲ့လာကြီးလည်းမြင်ရောကြောင်ပြီးငေးကြည့်နေမိသေးတယ်တတိယမှာရွာထဲကိုတခါတည်းအော်ပြီးပြေးလာမိတော့တာပဲဗျအေးဟောစကားဆုံးတော့ကိုဆက်မြမောင်တောင်မျက်နာကိုကြည်လိုက် ောင်တောင်းကတော့ကိုဆက်များကိုမကြည့်ပဲစပွဲကုံကိုသာစိုက်ကြည့်နေလေသည်ခဏကြာမှအင်းကိုဆက်များပြောတာကိုကျွန်တော်ယုံပါတယ်အဲ့ဒီမကြီးပင်ကြီးကတရင်ကြည့်တာရဲ့နောက်ပြီးတရေတစီဆိုတာကလည်းကန်နေငယ်သူတွေမှမြင်နိုင်တာမဟုတ်လားဒါကြောင့်ကိုဆက်များလည်းဖရားတရားလည်းလုံအောင်ပြကျွန်တော်ကအရက်ဆိုင်ဖွင့်ပြီးတရားပြနေတာတိတ်တော်ဟန့်မကြဘူးဒါမှလည်းကိုဆက်များကိုအကိုကြီးတယောက်လိုခင်လို့ပြောတာပါတရေတစီဆိုတာကတကယ်ရှိတယ်ဗျ ေးပါကွာအေးငါကြိုးစားပါမယ်လောလောဆယ်တော့သွေးပူလေးချင်ငယ်အကြောက်ပြီအောင်တောက်လိုက်အောင်မယ်ကွာအေးအရက်တပိုင်းထပ်ပေးအောင်ကွာဘဝသေးဘူးကွာကိုဆန်မြားကအမှတ်မင်းထိတ်လန့်နေရန်ဖြင့်အရက်တစ်ခွက်ပြီးတစ်ခွက်ဆင့်တောက်နေ၍မောင်းတောင်းကိုဆန်မြားဘေးမှထွက်ခွာလာလိုက်သည်ကိုဆန်မြားတရားမူမူဖြင့်ငင်းချင်ရာမြင်တွေ့နေခြင်းပေလောသို့မဟုတ်မူးမူးနဲ့သွားဆန်းတဲ့ရင်အမှန်ကြုံတွေ့ခဲ့ရခြင်းလားမောင်တောင်းမယူစားတဲ့ တရေအချောက်ခံရတာကတော့ပေးကြပြီ။သို့ပေမဲ့ထိုနှစ်ချို့မကြီးပင်ကြီးအကြောင်းကတော့ရွာထဲ၌အမှန်မင်းသတင်းကြီးနေသည်မဟုတ်ပါလား။မောင်နှံတို့ကတခါတရံတစ်ဖက်ရွာကဖျားပွဲတွေပါလိရှိရင်ညနဲ့တကောင်မှပြန်လာကြရသည် ရှိ။ထို့သူပြန်လာစဉ်တိုင်းထိုမကြီးပင်ကြီးအနီးမှဖက်ပန်းသွားလာရကြည်တာ။ထို့ကြောင့်လည်း ကန်နိတ်မင်းတစေ6ခံရတတ်သည်ဟုသောရှေးလူကြီးများ၏ပြောစကားကြောင့်မောင်တောင်းကတော့ဖရာတရားမမှန်စိကတ်အာထုတ်သည်နေစဉ်ဝတ်မပြတ်ပင်တို့ကြောင့်လဲတကြိမ်တစ်ခါများတော့တရေတစေအ6ခံရခြင်း မရှိသေးပါလူတစ်ယောက်ကနွားတကောင်ကိုဆွဲလျက်ဘာမှမဖြစ်သလိုမျိုးမျက်နှာနဲ့တစ်ပင်ပေါ်သို့မတက်ကြီးရှောက်တက်သွားသောမြင်ကွင်းကိုမောင်တောင်းမြင်ရောက်ကြည့်ရင်းဖြင့်စက်သိမ်းငွေ့ညင်းနေထောင်ထသွားရသည် ိုဆံမြအမတ်တကယ်သာ ကြုံတွေ့ကြရပြီဆိုရင် အတော်ထိတ်လန့်၆ချားသွားပေလိမ့်မည်သူသာဆိုရင်ရောက်သည့်နေရာတွင်နှလုံးသွေးရက်ကလဲကျသွားပေလိမ့်မည်ဟုထင်မိသည်ဟဲ့မောင်သာဟိုမှာအရက်ချပြီးလိုက်အောင်လေဘာငိုက်နေရလဲအမတ်တစ်သူမဲတုပ်ဤအော်ကျဲကျဲအတန်ရောက်မောင်တောင်းအတွေးများဝေဝါးပျောက်ကွယ်သွားရသည်ဒီလောက်ကိုမလောက်ချင်တော့လဲလက်လုံးမှာပါဇက်လောက်ရမိဘွားမျိုးမို့မောင်းတောင်းမလောက်လို့မရ ။ဦးမင်းမစွမ်းသောမိဘနှစ်ပါးကိုရှာပွေကျွေးမွေးရန်ပညာမတတ်သောမောင်တောင်းတို့မောင်နှမနှစ်ယောက်တက်မြောက်ဒီမှာမိဘတွေတင်ပြီးသောထရေချက်အရက်ချက်ပညာသာတက်မြောက်၍အမဖြစ်သူမဲတုတ်ခိုင်းသမျှအလုပ်တွေကိုမောင်တောင်းဇေဆက်တလို့လုတ်ကိုင်းလိုက်ရပါလိတော့သည်။မျက်စိထဲမှာကိုစံမြောက်ကို၆လန့်လိုက်ပြီးနွားတကောင်နဲ့လူတစ်ယောက်ကို အတွေ့ထဲမှာမြင်အောင်ရင်ပခုံးတစ်ချက်တွန်လိုက်လေတော့သည်။ကြောက်စရာကြီးပါလား။ဇလန်လေးကတော့အီနီယာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရခင်ဗျာ။ ယခုဇလန်လင်းကိုခြေသားသူစာရေးသူဂါအူးနှုံးကိုလည်းဂါရဝပြုကျေးဇူးတင်ရှိရသလိုဇလန်လေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူအပေါင်းကိုလည်းကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ